မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုကဒေါ်လာ3သန်းသုံး၍အမေရိကန်လော်ဘီကုမ္ပဏီတချို့ငှားယောင်းဝါဒဖြန့်လာမှုကိုစန့်ကျင်ရန်မြန်မာအတိုင်းဝိုင်းနှင့်မဟာမိတ်အဖွဲ့တရာကျော်ကအမေရိကန်ကွန်ကရက်သို့တရားဝင်စာပေးပို့ရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အမေရိကန်ပြည်ထောင်စုအခြေစိုက်မြန်မာအတိုင်းဝိုင်းအဖွဲ့အစည်းများနှင့်မဟာမိတ်အဖွဲ့အစည်းပေါင်း၁၀၀ကျော်ကမြန်မာစစ်အာဏာသိမ်းအဖွဲ့၏အမေရိကန်လော်ဘီငှားရမ်းဝါဒဖြန့်ရန်ဂျိုးပန်းချင်းကိုအမေရိကန်ကွန်ဂရက်ကစန့်ကျင်ပေးရန်တရားဝင်စာရေးသားပေးဖို့တောင်းဆိုလိုက်ကြပါတယ်။မြန်မာစစ်တပ်ကအမေရိကန်လော်ဘီများကိုငှားရမ်းဝါဒဖြန့်ရန်ဂျိုးပန်းလာမှုကိုအတိကထားခန့်ကွက်ကြကြောင်းအမေရိကန်ဒေါ်လာ၃သန်းကျော်အသုံးပြု၍လော်ဘီငှားရမ်းမှုကိုစန့်ကျင်ရန်အမေရိကန်ကွန်ဂရက်သို့တောင်းဆိုသည့်အိတ်ဖွင့်ပေးစာပေးဖို့ခဲ့ကြောင်း အမေရိကန်ခြေစိုက်မြမဖွဲ့စည်းများမှတာဝန်ရှိသူများကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါအိတ်ဖွင့်ပေးစာကိုအောက်တိုဘာ28ရက်ရက်စွဲဖြင့်အမေရိကန်အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီနှင့်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီတို့ထံသို့လိမ့်မှုပေးပို့ခဲ့သည်ဟုသိရပါတယ်။အမေရိကန်ကွန်ဂရက်သို့ပေးပို့သည့်အိတ်ဖွင့်ပေးစာတွင်အကြံဖတ်ဆဲအုပ်စုကလူမျိုးတုံးတက်ဖြတ်မှုကျူးလွန်ထားမှုနှင့်တရားမဝင်သောပုံရိပ်ကိုအဖက်ဆင်နိုင်ရန်နှင့်လိင်လေလှည့်ပြသည့်ရွေးကောက်ပွဲကိုအမေရိကန်အကျိုးစီးပွားအတွက်ဟုမှားယွင်းစွာအကြောင်းပြရန် ်အမေရိကန်ခြေစိုက်လော်ဘီကုမ္ပဏီများကိုအမေရိကန်တန်ဒေါ်လာ၃တန်ခန့်အသုံးပြု၍ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းအဆိုပါလှုပ်ဆောင်ချက်အပေါ်မြန်မာအတိုင်းဝိုင်းနှင့်မဟာမိတ်များကများစွာစိုးရိမ်ပူပန်လျက်ရှိပါသည်ထို့ပြင်အကြံဖတ်စရုပ်စုသည့်ရွေးကောက်ပွဲကိုရင်းနှီးမြှုပ်နှံမှုနှင့်ခူးတန်းရောင်းဝယ်ရေးအတွက်တည်ငြိမ်သောပတ်ဝန်းကျင်ကိုပြန်လည်ဖန်တီးပေးနိုင်မည်ဟုသောမှားယွင်းသောဇာတ်လမ်းကိုဖြန့်ဝေနေကြောင်းလက်တွေ့တွင်မူစစ်တပ်တည်တာနိုင်ငံတွင်တည်ငြိမ်မှုမရှိခြင်းနှင့်စီးပွားရေးပြန့်ရင်းခြင်းတို့၏အကြီးမားဆုံးသောတစ်ခုတည်းသောအရင်းအမြစ်ဖြစ်ကြောင်း အကြံဖက်အာဏာသိမ်းအဖွဲ့သည်ပြည်သူများ၏ခုခံတော်လှန်မှုကြောင့်နိုင်ငံ၏နေမြေ15ရာခိုင်နှုန်းကျော်ကိုသာထိန်းချုပ်ထားနိုင်သည့်အတွက်ရွေးကောက်ပွဲသည်လည်းကြီးမားသောကြာရှုံးမှုတစ်ခုထပ်မံဖြစ်ပေါ်လာမည်ဖြစ်သည့်အပြင်ရွေးကောက်ပွဲကိုအတုံးချပြီးစေအုပ်ချုပ်ရေးအခိုင်အမာတည်ဆောက်ရန်သာရည်ရွယ်ထား၍နိုင်ငံတော်အကြံဖက်မှုများသာပုံမှုဖြစ်ပွားစေမည်ဖြစ်ကြောင်းဟိတ်ခွင့်ပေးစာတွင်ဖော်ပြချပါသည်။ထို့ပြင်အကြံဖက်စစ်တပ်ငားရထားသည့်လော်ဘီသမားများကမြန်မာနိုင်ငံ၏ရှားပါးမြေတရံစံတာများရရှိရေးဂတိပြုနေခြင်းသည်လည်း အနှစ်သာရမရှိကြောင်းအစိုးရတယံစာတများသည့်ခုခံတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသောနေဆက်ဒေတာများတွင်ရှိနေပြီးစေအုပ်စုကတပ်ထုတွင်များနှင့်ဒေယူပို့ဆောင်ရေးလမ်းကြောင်းများကိုမထိန်းချုပ်နိုင်ကြောင်းအကြံဖက်စေအုပ်စုမှရုရှားနှင့်တရုတ်နိုင်ငံတို့ထံမှစီရေးပန်းနာရေးနှင့်တန်တမာရေးအခအခွဲများကိုမိခိုနေရသည့်ကိုအိတ်ဖွင့်ပေးစာတွင်ထောက်ပြချကအာနာသိန်းအဖွဲ့ကိုထောက်ခံကြသည့်မြန်မာနိုင်ငံအပေါ်တရုတ်၏ဩစာလွှမ်းမိုးမှုကိုပုံမှုခိုင်မာစေမည်ဖြစ်ကြောင်းသတိပေးထားပါသည် ထို့ကြောင့်အမေရိကန်ကွန်ဂရက်အနေဖြင့်အာဏာသိမ်းအဖွဲ့၏ဝါဒဖြန့်ချိမှုများနှင့်လော်ဘီကြိုးပမ်းမှုများကိုပြပြတ်သားသားပယ်ချရန်နှင့်ဖာမာအက်အပါဝင်မကြသိမီကအတည်ပြုထားသည့် Great Burma အနေအခြားဥပဒေကြမ်းများမှမူဝါဒများကိုဆက်လက်ထောက်ခံရန်အိတ်ဖွင့်ပေးစာတွင်တိုက်တွန်းထားပါသည်ဆလပင်းစစ်ကောင်စီရခိုင်ပြည်နယ်ကိုလက်လွတ်ရဖို့လက်တကမ်းပေးလို့တော့တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် 2001ရွေးဦးတော်လှန်ရေးမှာမွန်စတာဖြစ်လာတာအရကတက်တော် AA ဖြစ်ပြီးဒီနှစ်ကုန်ပိုင်းမှာတရုတ်အကြီးဆုံးစီမံကိန်းရှိတဲ့အကြီးဆုံးဒဏ္ဍဝတီရေးတက်ဌာနချုပ်ရှိပြီးတင်ရခတ်လာတဲ့ကြောက်ဖြူမျိုးကိုတင်ပိုက်ဖို့အခြေအနေကောင်းနေတယ်။အာနာသိန်းစစ်တပ်ကကြီးရည်လေးဗတ်ပေါင်းစုံအင်အားသုံးအပြည့်စုံနဲ့တိုက်ခိုက်နေတဲ့အပြင်အင်အားကြီးနိုင်ငံတချို့ရဲ့ထောက်ခံမှုနဲ့အစ်စ်မြစ်ကျုံတွေမြစ်ဆိုင်တွေအပြင်ဟောင်ဝစ်စာအမြောက်ကြီးတွေနဲ့ပါအပြင်းအထန်တိုက်ပင်မဲ့အကြဆုံးများနေတယ်။ အေးအေးသိမ်းယူထားတဲ့ကြောက်ဖြူမျိုးပတ်ဝန်းကျင်ခြေရွာတွေကိုအမှတ်32ရဲ့တပ်ရင်းမှာစီအင်အားဖြည့်ပြီးထိုးစစ်ဆင်ပေမဲ့ထိခိုက်ဒေဆုံးမှုများလို့32ရဲ့တပ်ရင်းမှာဝင်ပြေးရတဲ့အခြေပင်အေးအေးကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်း၃ကြောင်းမှာနှစ်ကြောင်းဖြတ်ပြီးတက်ကူအင်အားဖြည့်မလောက်ပဲရှစ်တန်းရတဲ့အထိအတော်အထိနာနေတယ်။အောက်တိုဘာလကုန်ပိုင်းနိုဝင်ဘာလအစမှာအေးအေးကစစ်ကောင်စီထိုးစစ်ကိုတုံ့ပြန်ရုံနဲ့မယောင်ရဲတော့ပဲကြောက်ဖြူမျိုးရဲ့အမာခံတိုက်ခိုက်ရေးတပ်ရင်းဖြစ်တဲ့အမှတ်32ရဲ့တပ်ရင်းကို counter attach လုပ်လာတယ်။ တရုတ်စီမံကိန်းဆက်ယုံတွင်ရေနံနဲ့တဘာဝတန်းွေပိုက်လိုင်းတွေအခအကွက်နဲ့စေကောင်စီခုခံနေပေမဲ့အေအေစနစ်တကျတက်ကွင်းသွင်းပြီးတိုက်မယ်ဆိုရင်မရစရာမရှိဘူးပလဝါရဲ့အကြီးဆုံးထွန်အိုင်နဲ့နှုံဘူးပြူဟာတိုက်ပွဲကြောက်တော်တိုက်ပွဲနဲ့မောင်းတော်နာခခငါတိုက်ပွဲတွေမှာအေအေရဲ့အပြောင်မြောက်ဆုံးတိုက်ပွဲတွေမှာခံခဲ့ရတဲ့ဖြူဟာမှုတက်မမှုစကခမှုတွေအတိဆုံးပဲစစ်မြေပြင်မှာတကယ်တမ်းကွန်မန်ဒါလုပ်ရတဲ့ဗိုလ်မှူးချုပ်အဆင့်တွေဗိုလ်မှူးကြီးအဆင့်တွေ၁၀ရောက်ထပ်မနေဖမ်းခံရသူ ရောယူဝဆင်းရသူနဲ့ထွက်ပြေးပျောက်ဆုံးနေရသူတွေနဲ့ရခိုင်ပြည်ဟာစစ်ကောင်စီအဖို့တင်မင်းတမန်သွားရလမ်းပိန်း2024 February 6ရက်ကြောက်တော်မျိုးသိမ်းတိုက်ပွဲမှာကြောက်တော်ကနေစစ်တွေမျိုးကိုစစ်သင်းမောတွေနဲ့ကလဒန်မြစ်ချောင်းအတိုင်းထွက်ပြေးစင်မှာဈေးဦးပေါက်ဖမ်းခံရသူကဘုံမူးချုပ်စော်မင်းထွန်ပါအေအေဖန်းခံရတဲ့ပထမဆုံးစာကမရိတ်ကွန်မန်ဒါဖြစ်ပြီးစာကခမှုတမမှုအဆင့်တွေဖြစ်တဲ့ဘုံမူကြီးဘုံမူကျုပ်အဆင့်တွေ စက်တိုက်ဆိုသလိုဖမ်းဆီးခုခံရင်ရှင်းပြတဲ့ညာဦးမြို့သိမ်းတိုက်ပွဲမှာတပ်မ၁၁တပ်မမူဘုံမူကြီးမင်းမင်းထွန်းပြင်းခံရပြီးရောယူဝဆင်းနေပလောဝမြို့သိမ်းတိုက်ပွဲမှာဘုံမူကျုပ်စင်မျိုးဆွေထွက်ပြေးရင်းနဲ့ပျောက်ဆုံးသွားပြီးရောယူဝဆင်းလာလားထွက်ပြေးလွတ်မြောက်သွားတာလားမသိဘူးနှုံးဖူးပြူဟာမူဒုဘုံမူကြီးပညာပိုင်စိုးကို ရှင်းပြလိုက်တဲ့ဘူးသီးတောင်စကခ15စကခမူဘုံမူကျုပ်သူရိန်ထွန်းကို မောင်တော်တိုက်ပွဲမှာဖမ်းခံရပြီးအကြောက်လွန်ပြီးအရေးပေါ်စေးကူပြီး စစ်ရဇဝိကောင်အနေနဲ့ဖော်ထုတ်ဖို့ဖန်ထားတယ်။၂024ခုနှစ်ဒီဇင်ဘာ20ရက်နာပါခစစ်ဌာနချုပ်အမ်မြူတိန်တိုက်ပွဲမှာအေအေထန်တူးထောက်ခဲ့တာဒုတိယတိုင်မူဘုံမူးကျုပ်တောင်ထုံးနဲ့တိုင်ဦးစီးကျုပ်ဘုံမူးကျုပ်ကျော်ကျော်တန်းတို့ဖြစ်တယ်။ရွှေငွေတွေယူပြီးထွက်ပြေးတဲ့တမ20နှစ်တမမူဘုံမူးကြီးအောင်မေမျိုးပစွန်ကန်းနာမှာခုနေစဉ်အေအေတပ်သားတွေနဲ့တွေ့လို့ခုခံလို့ရှင်းပြလိုက်တယ်။ဝမ်မြိုတိန်တိုက်ပွဲမှာတမ7တမမှဘုံမူကြီးတန်းဆိုးဝင်မက်ဆီကိုက်သွားတယ် အေအေရဲ့စနစ်ကြပြီးဗျူဟာကောင်းတဲ့အပင်အမဲ့ချွေစနစ်နဲ့ထောင်ချောက်တဲ့တပ်ကွင်းသွင်းပြီးစနိုက်ပါတွေနဲ့ဇီဝိန်ချွေတာဇင်မျိုးဆွေတိလို့ဖနောက်နဲ့တင်ပါတက်သားရကြအောင်ပြေးတာလမ်းမှာဂိန်းလာလာလွတ်မြောက်သွားတာလားမသိအခုချိန်ထိသတင်းမရဘူးအေအေလာပေါင်းများစွာပတ်ဝိုင်းထားတဲ့စစ်တွေမျိုးမှာလက်နက်ကြီးရန်တမ်းပစ်နေတဲ့စစ်ကောင်စီကိုတိုက်ဖို့အေအေစစ်ရှိန်မြင်လာတယ်နှစ်ဖက်ပြန်လည်လက်နက်ကြီးနဲ့အကဲဆိုင်ရင်စစ်ကောင်စီရဲ့လူသားတိုင်းတွေမိုင်းကွင်းတွေနဲ့တပ်ကွင်းတွေအထက်ထက်ပိတ်ထားတဲ့ဒိန်းချာစုံတွေကို ဖောက်ဝင်ဖို့အေးအေးကြီးလက်ရှာနေတယ်။နယ်မြေကျွမ်းပြီးပြည်ရဲ့ကောင်းလာတဲ့အေးအေးအနေနဲ့မြို့မနာစီပဲနဲ့စစ်တွေမြို့ကိုသိမ်းဖို့ကမဖြစ်နိုင်ဘူး။စစ်တွေမြို့ပြင်ဒေသတွေကိုအေးအေးမစိတ်ဝင်နိုင်အောင်ခြေရွာတွေကိုမီးရှို့ဖျက်ဆီးခြေရွာသားတွေကိုမျိုးတွင်းထည့်ပြီးဒစကန်လှုပ်အထက်ထက်ပိတ်ဆို့ထားတာကြောင့်ပိတ်ဆို့ပြီးစစ်ဆက်ဖျက်ဖို့ကကြောက်ဖြူကိုသိမ်းပြီးမှသာဦးလှည့်နိုင်လိမ့်မယ်။ကြောက်ဖြူနဲ့စစ်တွေကတရုတ်စီမံကိန်းအိန္ဒိယရဲ့ကလတန်မြို့ပွန်စီမံကိန်းတွေကြောင့် sensitive များပြီး feedback ကြီးတော့အတော်တရီထားရပြီး နိုင်ငံရေးနဲ့စစ်ရေးမှာဗဲလန့်ချိန်ညှိနေရတယ်။စောမြရာဇာလင်းရဲ့ ALP ကစစ်တွေမှာအကြမ်းဖက်စစ်ကောင်စီနဲ့အတူ AA ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတယ်။2023မှာအင်အား200တောင်မရှိတဲ့ ALP စစ်တွေမျိုးကအလုံးမရှိတဲ့လူငယ်လူရွယ်တွေစစ်ပေးရှောင်တွေကိုတင်သွင်းပြီးစစ်တင်တန်းပေးလာတာအခုဆိုရင်အင်အား600ကျော်ရှိလာပြီးစစ်ကောင်စီနဲ့အတူ AA ကိုတိုက်ခိုက်သွားမယ်လို့စစ်တပ်နောက်မီဆွဲ ALP ကထုတ်ပြန်လာတယ်။စစ်တွေတိုက်ပွဲဖြစ်လာတာနဲ့ ALP အဖွဲ့ကပြေးဖို့တာဆူပြီးသားပါ။စောမြရာဇာလင်းက သူ့ယောက်ျားရှိတဲ့ Bangladesh ဘက်ကိုဖြေးဖို့ချိန်ပြီးသားပဲကျွန်တော်ရဲ့အမြင်သုံးသက်ချက်အရဆိုရင်အာရကတက်တော် AA ၆ဖြူနဲ့စစ်တွေမှာဒီဇင်ဘာလမှာအပိသက်ထိုးစစ်စင်မဲ့ Federal ဖြစ်လာလိမ့်မယ် AA ကရခိုင်နဲ့ထိဆက်တဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့အေယာဝတီတိုင်းနယ်စပ်ဝင်ပေါက်ကနေမဟာမိတ် PDF တွေနဲ့စစ်မျက်နှာစုံထိုးနေတဲ့အပြင်ကပါစာစက်ယုံတွေကိုပါချိန်ချောက်လာနိုင်တဲ့အထိပဲအမ်ဘရန်တိုက်ပွဲတောင်ကုတ်ဗရောင်းတိုက်ပွဲအပြင် လေးမျက်နှာရေးကြီးအထိပါခြေဆန့်နေတဲ့ အေးအေးအတန်ကြားတာနဲ့စကားမှတမှုတွေစစ်သားတွေမျက်နှာသွေးဆုပ်ဖြူရော်တဲ့အထိကြောက်တူးတုံနေရခိုင်တောင်ပိုင်းမြို့တွေဖြစ်တဲ့ကြောက်ဖြူနဲ့စစ်တွေကိုစည်ရေးအရှိန်မြင့်နေတဲ့အချိန်ရခိုင်မြောက်ပိုင်းနေဆက်တွေမှာမွတ်စလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA RSO ARA တို့ကလည်းဘင်္ဂလားဒေ့ရှ်ကိုကြောထောက်နောက်ခံပြုပြီးအေးအေးတင်ထားတဲ့မြို့ရွာတွေကိုအလစ်ချောင်းတိုက်ခိုက်တယ်။ရခိုင်ကြီးပါသားတွေကိုဖမ်းဆီးတပ်ဖြတ်တဲ့အပြင်ရွာကိုမီးရှို့ဖျက်ဆီးတယ်။ AA က ARSA ကိုလိုက်ပြင်းရင်ဘင်္ဂလားဒေ့ရှ်နေချောင်းဆောင်ရဲတပ်ဖွဲ့ BGP က ULAAA ကိုအပုတ်ချတယ်။ ULAAA ကလည်း BGP က ARSA ကိုလက်သက်မွေးထားတယ်ဆိုတဲ့ High Abundance Train နဲ့စာထုတ်ပြန်တာ BGP တွေဆက်ဆက်ခါနာတယ်။တကယ်တမ်း BGP အရာရှိအချို့ ARSA ကိုမွေးထားတာအမှန်ပဲ။ ARSA ရဲ့နောက်ွယ် Invisible Hangar မြန်မာစစ်တပ်ဖြစ်တာကိုဖုံးကွယ်ထားလို့မရဘူး။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတာပဲကြည်လိမ့်။ AA ကို Counter Valence လုပ်ဖို့မြန်မာစစ်တပ်က အာစာကိုဖန်တီးခဲ့တယ်ဆိုတဲ့အချက်အလက်ကိုပြန်ပြီးတွေ့လာခဲ့တယ်။ဒီဟာတွေကသူတို့ဖန်တီးခဲ့ပြီးတော့မှဒေါအောင်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့အချိန်မှာအစိုးရကိုအုံချမဲ့ skin တစ်ခုမကြံကောင်းမစီရာတစ်ခုကိုဖန်တီးခဲ့တယ်။ဘူချုပ်ထုံးမြနိုင်စကားကိုထပ်ဖြည့်ပြောပါမယ်။2016ကိုဖီအာနန်စုံစမ်းစစ်ဆေးရေးမဝင်ခင်မှာမောင်တော်ဖီသူလွတ်တော်ကိုစလေဟောင်းကြံ့ခိုင်ရေးအမတ်ဖြစ်တဲ့အောင်စောဝင်းခဇော်ကိန်အာမတ်က ARSA ကိုငွေကြေးလက်နက်တွေစာဝတ်နေရေးကအစထောက်ပံ့ပေးနေတာကိုတွေ့ရှိခဲ့ရတယ်။ Shane Construction Company Limited လုပ်ငန်းရှင်အောင်စောဝင်းကဘိုးချုပ်မူကြီးတန်းရွှေရဲ့ PSO ဘိုးချုပ်စိုးရှိန်နဲ့ဂျာကိုလုံဆောင်ခဲ့တာဖြစ်လို့2016မှာဖန်ဝရန်ထုတ်ပြီး2019ခုနှစ်မှာတရက်ခန့်ပြည့်အဖြစ်ကျင်းညာခဲ့တယ်။ညောင်မြတူးရင်နဲ့ပုတ်တင်ဦးပေါ်လာတဲ့စစ်ကောင်စီရဲ့အခြေအနေကရခိုင်ပြည်နယ်မှာတယောကြီးခိုင်းတဲ့အဆင်ဖြစ်လာပြီးဒါကနေတဆင်ပြီးတဆင်ဖြိုကျလာမှမြင်ရောင်နေမိတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။